ယောဂီများအလုံးချိန်15မိနစ်တရားထိုင်မှာဖြစ်ပါတယ်။မိမိတို့ရဲ့ခန္ဓာကိုယ်ရိယာပုဂ္ဂိုလ်စိတ်တိုင်းကြပြင်လိုက်ပါ။အမျိုးသားများကတင်မြင်ခွေထိုင်ပါ။မျိုးသမီးယောဂီများလည်းတင်မြင်ခွေထိုင်လို့ကထိုင်နိုင်ပါတယ်။ကြုံကြုံလေးထိုင်လို့ကထိုင်နိုင်ပါတယ်။ တင်မြေပေထိုင်တဲ့ရိယာပုံစိတ်တိုင်းကြပြင်ပြီးဆိုရင်ဘယ်ဘက်လက်ပေါ်ညာဘက်လက်ကလေးတင်လိုက်ပါလမတိတ်ထီလို့အဆင်ပြေရင်ထီထားလိုက်ပါလမတိတ်နှစ်ခုထီလို့အဆင်မပြေရင်လက်ကလေးနှစ်ခုရှက်ထားလိုက်ပါလမတိန်နှစ်ခုထီခြင်းမထီခြင်းက အတိကမဟုတ်ပါဘူးအစဉ်ပြေသလိုထားလိုက်ပါ ကားကလေးပုံမှန်ထားပါကားလေးကိုဖြောင့်မှန်ယုံလေးပဲထားလိုက်ပါကောင်းရှင်းမကုတ်စေနဲ့ကောင်းရှင်းကိုရင်ကုတ်ကြောတွေတင်းလေးပြီးတော့ငိုက်တတ်ပါလေကောင်းတော့မလန်စေနဲ့ကောင်းတော့လန်ရင်လဲကိုယ်ခန္ဓာကို မနိုင်ပဲလဲကြတတ်ပါလေမျက်စိကိုစင်းငယ်များမိတ်ပါ မျက်ဝန်းထဲမှာအယောင်စက်အလင်းတွေဝင်ရင်အာယုံတွေထွေပြတတ်ပါတယ်။မျက်စိကိုအตาရလေးမှိတ်ထားလိုက်ပါ။တင်းနေခွေထိုင်ပါ။ဘယ်ဘက်လက်ပေါ်ညာဘက်လက်ကလေးတင်ပါ။ခါကလေးပုံမှန်ထားပါ။ခေါင်းရှည်မငုတ်စေနဲ့။ခေါင်းနှောက်မလန့်စေနဲ့။မျက်စိကိုဇင်းငယ်မြှိတ်လိုက်ပါ။ မိမိတို့ရဲ့ခန္ဓာကိုယ်အရိယာပုတ်စိတ်တိုင်းကြပြင်ပြီးပြီဆိုရင် နာသီဝကိုတတိကပ်ပါဝင်လေထွက်လေမြင်အောင်ကြည်ပါ အာယုံတပါစိတ်မသွာစေနဲ့နာသီဝကိုတတိကပ်တဲ့စာလုံးပြောတော့တမ္မာတတိမကင် အာယုံတစ်ပတ်စိတ်မသွားစေနဲ့စာလိုပြောတော့တမ္မာဝါယမမက်ကင်မိမိရဲ့စိတ်တစ်ခုတည်းအာယုံတစ်ခုမှာစူးစီးနိုင်ပါစေစာလိုပြောတော့တမ္မာတမာတိမက်ကင်နာဒီဝလီလီတို့ထီဝင်သွားတယ်နာဒီဝလီလီတို့ထီထွက်သွားတယ်ဒီသဘောလေးကိုပဲတတိကပ်ပြီးတော့ ရှုမှတ်ပေးပါ။ယောဂီတို့ခန္ဓာကိုယ်ကြီးယက်တည်နေသည်၍ခန္ဓာကိုယ်ကြီးအသက်ရှင်နေသည်၍ဝင်လေထွက်လေဆိုတာရှိနေပါတယ်။ဝင်လေထွက်လေဆိုတာဖြစ်နေပါတယ်။ငကိုရှိပြီးသားဝင်လေထွက်လေကလေးငကိုဖြစ်ပြီးသားဝင်လေထွက်လေကလေးကိုတတိထားပြီးတော့ကြည့်လိုက်ပါ။နာဒီဝလေးလေးတို့တီဝင်ရင်ဝင်သွားတဲ့သဘောနာဒီဝလေးကလေးတို့တီထွက်ရင် ထွက်သွားတဲ့သဘောဒီသဘောလေးဟာအထင်အရှားရှိနေပါတယ်တတိထာဝရိယစိုက်အာယုန်တပါစိတ်မသွားစေနဲ့နာဒီဝလေးလေးတွန့်တိုက်ဝင်ရင်ဝင်သွားတဲ့သဘောနာဒီဝလေးကလေးတွန့်တိုက်ထွက်ရင်ထွက်သွားတဲ့သဘောတိချာကြည့်ပါငြင်းအောင်ကြည့်ပါ ဂယုဆိုင်ကြည်ပါစူဆိုင်ကြည်ပါစူဆိုင်ကြည်တာသမထဝင်လေထွက်လေကိုတတိနဲ့ရှုမှတ်နေတဲ့ချိန်မှာအာယုန်နေမထွေပြစေပါနဲ့ဝင်လေထွက်လေကိုတတိနဲ့ရှုမှတ်နေတဲ့ချိန်မှာစိတ်တွေဟိုရောက်တီရောက်မရောက်ပါစေနဲ့ ဝင်လေထွက်လေကိုတတိနဲ့ရှုမှတ်နေတဲ့ချိန်မှာစိတ်တွေဟိုပြေးဒီပြေးမပြေးမိပါစေနဲ့နှာသီးစုံနှာသီးဝနှခမ်းဖြာဝင်လေထွက်လေလေးပေါ်မှာပဲအာယုံ ကြနေပါစေတတိထားပြီးတော့ကြည်ပါဂယုစိုက်ပြီးတော့ကြည်ပါစူးစိုက်ပြီးတော့ကြည်ပါယောဂီတို့ရဲ့ နာသီးစုံနာသီးဝနှကန်းဖြာမှာဝင်လေထွက်လေကလေးထင်ထင်ရှားရှားရှိနေပါတယ်။ငကိုရှိပြီးသားဝင်လေထွက်လေလေးကိုနောက်ကနေတတိလေးကပ်ပြီးတိတိပေးနေုံပါပဲ။ယောဂီတို့တွေနေစင်းနဲ့မြလောကထဲမှာရုံးကန်သွားလာရှောက်ပွေနေတော့ကဝင်လေထွက်လေရှိမှန်းတတိကောင်းကောင်းမထားတော့မတိကြဘူးတဲ့။ လောကဓမ္မဆိုရင် နေ့စဉ်ဘယ်လိုအသက်ရှူနေသလဲလောဘနဲ့အသက်ရှူထုံနေကြတယ်ဒေါသနဲ့အသက်ရှူထုံနေကြတယ်မောဟနဲ့အသက်ရှူထုံနေကြတယ်မာနနဲ့အသက်ရှူထုံနေကြတယ်အတ္တနဲ့အသက်ရှူထုံနေကြတယ်ညူစုမှုအိတ်တာနဲ့အသက်ရှူထုံနေကြတယ်နှမျောလိုမှုမစ္စရိယနဲ့အသက်ရှူထုံနေကြတယ်တန်တရားတွေနဲ့အသက်ရှူထုံနေကြတယ် ခုကြည်စမ်းယောဂီတို့ရဲ့ခန္ဓာကိုယ်အရိယာပုံကြီးကိုကမထအာယုံပေါ်တင်လိုက်မှဩနာတိဝမဝင်လေလေးရှိပါလားထွက်လေလေးရှိပါလားတတိထားကြည်တော့တိတိလာပါတယ်ယောဂီတွေနာတိဆိုနာတိဝနှခမ်းပြမှာလေကလေးတို့ထီဝင်သွားတယ်တိပေးလိုက်ပါ လေကလေးတို့ထီထွက်သွားတယ်တိပေးလိုက်ပါ ထင်ရှင်းရှားရှားရှိနေပါတယ်အထူးရှားပြီးတော့ကြည်စရာမလိုပါဘူးလိုက်ပြီးတော့ကြည်စရာမလိုပါဘူးငါကိုရှိပြီးသားဝင်လေထွက်လေလေးကိုပဲသတိထားပြီးတော့ကြည်ပေးနေုံပဲဝင်လေဝင်တိုင်းသိပေးလိုက်ပါထွက်လေထွက်တိုင်းသိပေးလိုက်ပါသတိထားဝရိယစိုက်အာယုံတပါး စိတ်မသွားစေနဲ့ဝင်လေထွက်လေကိုသတိနဲ့ရှုမှတ်နေတဲ့ချိန်မှာခန္ဓာဗောရိယဗုဒ္ဓငြိမ်နေပါစေခန္ဓာဗောရိယဗုဒ္ဓလှုပ်တာလှဲ့တာမဖြစ်ပါစေနဲ့ခန္ဓာဗောရိယဗုဒ္ဓပြင်နာပြောင်းတာမဖြစ်ပါစေနဲ့တမထဆိုတာငြိမ်သက်မှုကိုလိုလားပါတယ်ရိယဗောလေတည်ငြိမ်နေမှဝင်လေထွက်လေလေးရှုမှတ် ချက်တိုင်းအချက်တိုင်းမိနေတယ်အချက်တိုင်းအချက်တိုင်းမလွတ်တော့ဘူးနောက်သူကလေလေတုတ်တီဝင်သွားတယ်သိပေးလိုက်ပါနောက်သူကလေကလေးတုတ်တီထွက်သွားတယ်သိပေးလိုက်ပါတတိကောင်းရင်ကောင်းတော့အချက်တိုင်းအချက်တိုင်းမိနေပါတယ်တတိပါပဲတတိရှိရင်ဝင်လေထွက်လေကိုဝင်တိုင်းထွက်တိုင်းသိနေပါတယ်တတိဆွဲရင်ဝင်လေထွက်လေကိုဝင်တိုင်းထွက်တိုင်းမိနေပါတယ် ဝင်လေထွက်လေကိုဝင်တိုင်းထွက်တိုင်းအချက်တိုင်းချက်တိုင်းသိနေပြီမိနေပြီဆိုရင်အရိယာဘုံလေးကလည်းငြိမ့်နေတာစိတ်အေးချမ်းသွားတာကိုမိမိရဲ့နာသီဝမှာငိုရှိပြီးသားဝင်လေထွက်လေလေးကိုရှုမှတ်နေတာနဲ့စိတ်ကလေးကငြိမ့်ပြီးအေးနေတာတမထာစိတ်ကိုချမ်းသာစေတယ်စိတ်ကိုငြိမ့်အေးစေတယ်စိတ်ကိုတည်ကြည်စေတယ်စိတ်ကိုခိုင်ခန့်စေတယ် စိတ်ကိုအကောင်းဘက်ကိုတွန်းပို့ပေးတယ်။သမထရဲ့အစွမ်းပါ။ဒါကြောင့်ယောဂီတို့ငကိုရှိပြီးသားဝင်လေထွက်လေလေးကိုတတိထားပြီးတော့ကြည်ပေးလိုက်ပါ။တတိထဝရိယဆိုင်အယုံတပါစိတ်မသွာစေနဲ့။ ယောဂီတို့ဝင်လေထွက်လေကိုတတိနဲ့ရှုမှတ်လာတာအချိန်7မိနစ်ရှိသွားပါပြီအချိန်7မိနစ်ဆိုတော့တချို့ယောဂီတွေအရိယာပုတ်တွေငြိမ်နေပြီအရိယာပုတ်လေးကိုတည်ငြိမ်နေတာဘာလို့အဲ့လိုအရိယာပုတ်လေးငြိမ်သွားတာလဲဆိုရင်ဝင်လေထွက်လေကိုဝင်တိုင်းထွက်တိုင်းအချက်တိုင်းအချက်တိုင်းတတိနဲ့မိနေလို့ ရိယာဘောလေးကလည်းငြိမ်နေပြီစိတ်ကလေးကလည်းအေးနေပြီခန္ဓာကိုယ်ထဲမှာအပူတွေလည်းရှင်းနေပြီဩစိတ်ဤချမ်းသာခြင်းဆိုတာဒါပြောပါလားလက်တွေ့ကြကြအာထုတ်တော့လက်တွေ့ကြကြအကျိုးခံစားရတာပေါ့တတိထားပေးပါတတိမလွတ်ပါစေနဲ့အရေးကြီးဆုံးကတတိပါပဲတတိရှိနေရင် ရိယဘိုးလေးကငြိမ့်နေပြီကိုစိတ်ကိုကိုနိုင်သွားတယ်နောက်သူကလေးလေးတို့ထီဝင်သွားတယ်တို့တို့ပြီးတော့ပြီလာတယ်အော်ဒါရုပ်တရားလေးပဲနောက်သူကလေးလေးတို့ထီပြီးတော့ထွက်သွားတယ်နောက်သူကမှလေးလေးဝင်တိုင်းထွက်တိုင်းအော်ဒါရုပ်တရားပဲဒါရုပ်တရားပဲတို့တို့ပြီးတော့ပြီလာဝင်လေးလေးကရုပ်တရားပါလားထွက်လေးလေးကရုပ်တရားပါလား 哦ဒုဘဝဒုခန္ဓာဝင်လေထွက်လေတစုံရှိလို့အသက်ရှင်တံခွင့်ရနေပါလားဝင်လေထွက်လေတစုံပဲရှိနေပါလားလို့သိလိုက်တဲ့စိတ်ကလေးကနန္တရာရုပ်တရားနဲ့နန္တရာတတိကောင်းရင်ကောင်းတယ်လို့ယုံနံ क्वे ပါတယ်တတိကောင်းရင်ကောင်းတယ်လို့ပညာပရမ क्वे ပါတယ်တတိကောင်းရင်ကောင်းတယ်လို့မရှိတရားနဲ့အရှိတရား क्वे ပါတယ် ကဲယောဂီတို့ရှုမှတ်လာတော့7မိနစ်ကျော်လာပြီပညာပရမလည်း꿰ပြီရုံဏလည်း꿰ပြီမရှိတရားနဲ့အရှိတရားလည်း꿰ပြီဆိုရင်ခန္ဓာဘက်ကိုညံလဲကြည့်လိုက်ပါရုပ်ကဘယ်သဘောရှိလဲနာမ်ကဘယ်သဘောရှိလဲညံနဲ့စောင့်ကြည့်လိုက်ပါယောဂီတို့ရှုမှတ်လာတော့7မိနစ်ကျော်လာပြီဒီတော့ တင်ပါးတွေလည်းပူလာမယ်တချို့ယောဂီတွေခြေပြားတွေကျန်လာမယ်ဒါကိုညာနဲ့စောင့်ကြည့်ပါဩတင်ပါးပူလာပြီတင်ပါးဆိုတာမှတ်လိုက်တော့ပညာသဘောပူလာကပရမတ်သဘောပညာတိန်ထပိတဝါတင်ပါးဆိုတာမှတ်တဲ့သဘောကိုဖြုတ်လိုက်ပရမတ်ဆိုတဲ့ပူတဲ့သဘောကိုနောက်ကညာနဲ့ကြည့်လိုက်ပါ ပူတာဘယ်လိုလဲဘယ်လိုပူတာလဲပူတဲ့သဘောကဘယ်လိုလဲနောက်ကညာနဲ့စောင့်ကြည့်လိုက်ပူတာလေးကဒိုးလာသလားဆိုးလာသလားညော့သွားသလားအတအားပူနေပြီညာနဲ့တခြားစုဆိုင်ကြည့်လိုက်ပူတဲ့သဘောလေးကျသွားတယ်ကဲလို့ဆိုရင်တအားပူတဲ့သဘောလေးကပျောက်သွားရည်တည့်သွားပြီအော်ပူတဲ့သဘောလေးလည်းမမြဲပါလား ဘုရားပြောတာဒါပဲတပ်ပြီးသင်္ခါရအနေစပူတဲ့သဘောလေးလည်းမမြဲဘူးဒီပူတာကြီးကမချမ်းသာဘူးတပ်ပြီးသင်္ခါရဒုက္ခဆင်းရဲတယ်ဒါကြီးကိုမပူနဲ့လို့ငါပြောပန်ခင်မရှိဘူးတပ်ပြီးဓမ္မနတ်တာငါမပိုင်ဘူးအော်ခန္ဓာတဲမှာဖြစ်ချင်းပြည့်ချင်းပဲရှိတယ်ဖြစ်ချင်းပြည့်ချင်းပဲရှိတယ်ဆိုပြီးတော့နောက်ကညံကကွဲကွဲပြားပြားတိတိလာတယ် ခန္ဓာရဲ့သဘောတွေပဲဒါခန္ဓာရဲ့သဘောတွေပဲဘူးတဲ့သဘောလေးလည်းမမြင်ပြက်သွားတာပဲကျင်တဲ့သဘောလေးလည်းမမြင်ပြက်သွားတယ်ဆူတဲ့သဘောလေးလည်းမမြင်ပြက်သွားတယ်အောင့်တဲ့သဘောလေးလည်းမမြင်ပြက်သွားတယ်နားတဲ့သဘောလေးလည်းမမြင်ပြက်သွားတယ်အော်ခန္ဓာကြီးမှာဖြစ်ချင်းပြက်ချင်းပဲရှိပါလားညာကတိပြီလားယောဂီတို့လှုပ်ယူစရာမလိုဘူးညာကအလုံးလုံးသွားတယ် ညာကအလုံးလုံးသွားမှာပေါ့ရှေ့ကခန္ဓာကြီးကလည်းဖြစ်ချင်းပြချင်းတွေပြနေတာကိုညာကသူ့အလုပ်သူလုပ်တော့ယောဂီတို့ကထိုင်ပြီးကြည်နေုံကိုဘာမှလုပ်စရာမလိုဝင်ရှုပ်စရာလည်းမလိုငါလည်းရောစရာမလိုခန္ဓာနဲ့ညာနဲ့အလုံးလုံးနေလိမ့်မယ်ယောဂီတို့ရှုပ်ရင်းမှန်ရင်းယုံနံကွယ်ရင်းနဲ့ပူတဲ့သဘောကျင်တဲ့သဘောဆူးတဲ့သဘောအောင်းတဲ့သဘောတွေပေါ်လာမယ်မပေါ်နဲ့လို့ပြောလို့မှမရဘူး ငါမပိုင်ဘူးလေခန္ဓာရဲ့သဘောတည်းဒါကိုညာနဲ့ပဲစောင့်ကြည့်နေလိုက်ပူပစေခန္ဓာရဲ့သဘောပဲကျင်ပစေခန္ဓာရဲ့သဘောပဲနောက်ကညာနဲ့စောင့်ကြည့်အနေစာဘုရားကမမြဲဘူးလို့ပြောပြီးသားဒုက္ခဆင်းရဲတွေလို့ပြောပြီးသားအနတ္တငါမပိုင်ဘူးလို့ပြောပြီးသားအတုပါ ဘယ်နေရာကြည့်ကြည့်မတင့်တယ်ဘူးလို့ပြောပြီးသားဟောချစ်ချင်းပြည့်ချင်းတွေပဲရှိတာပဲနေသာဒုက္ခနာတအတုပဖြစ်ချင်းပြည့်ချင်းတွေပဲရှိတယ်ဒါကိုညာနဲ့တရားကြည့်ပါတတိထာဝရိယစပညာနဲ့စောင့်ကြည့်ပါတတိထာဝရိယစပညာနဲ့စောင့်ကြည့်ပါ ဘလိုဝေဒနာတံဖောက်ပြန်မှုတွေပေါ်လာပေါ်လာခန္ဓာရဲ့သဘောငါသဘောဆိုတာမရှိဘူးဒါခန္ဓာရဲ့သဘောတွေပဲနောက်ကညာနဲ့စောင့်ကြည့်လိုက်ရှာရှုစရာလည်းမလိုလိုက်ရှုစရာလည်းမလိုညာဆိုတာစောင့်ကြည့်ရတဲ့သဘောပဲဘာလို့စောင့်ကြည့်ခိုင်းတယ်လဲဆိုညာကမကြည့်လဲခန္ဓာကြီးကပြနေတာပဲပြပါစေဘောခန္ဓာကသူ့အလုပ်သူလုပ်တာပဲ ညာကလည်းကိုလို့ကိုလို့နောက်ကအေးအေးဆေးဆေးလေးစောင့်ကြည့်နေလိုက်။ဘူးတဲ့သဘောလေးလည်းမမြဲ၊ကျင်တဲ့သဘောလေးလည်းမမြဲ၊ဆူးတဲ့သဘောလေးလည်းမမြဲ၊အောင့်တဲ့သဘောလေးလည်းမမြဲ။အနေစာပြက်ပြီးဘသူနဲ့ဆုံးဖြတ်ချက်ကြကြည့်မယ်လေဆိုညာနဲ့ကြည့်ပေါ့။ခန္ဓာကဖြစ်ပြီးတော့ပြက်ဒုက္ခသစ္စာ။နောက်ကစောင့်ကြည့်တဲ့ညာကမေဃသစ္စာပဲ။တတိထား ဝရိယစိုက်ယောဂီများအလုံးတတိထားပါတတိမလွတ်ပါစေနဲ့ချိန်နိုင်တဲ့တွင်မှာတရားချပါမယ်တရားချတဲ့အခါမှာတရားချခြင်းနဲ့စိတ်ကလေးကနန္တရားတရားချဖို့ပြင်လိုက်မှာကယုတ်တရားယုံနံတစ်ခုကို ညာတကူနဲ့ဆင်ကျင်ပြီးယောဂီညာအလုံးအချိန်စီပြီးမှု တရားချလို့ရပါပြီတရားချတဲ့အခါမှာမိမိတို့ရဲ့ခန္ဓာကိုယ်အရိယာပုဂ္ဂိုလ်ဖြည်းဖြည်းလေးလှုပ်ပါဖြည်းဖြည်းလေးဖြုတ်ပါတရားဆိုတာနုညံ့နေတရားဆိုတာတိမ်မွေ့တယ်ယောဂီများအလုံးအချိန်စီပြီးမှု တရားချလို့ရပါပြီ